ကိုရဲ့ Facebook အကောင့်ကိုတခြားတယောက်ယောက်ကတခြားဖုန်းတစ်လုံးနဲ့ login ဝင်တဲ့အခါကိုစီကိုတတိပေးချက်ပို့လာအောင်လုပ်နေ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Knowledge Sharing Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုရဲ့ Facebook အကောင့်ကိုတခြားတယောက်ယောက်ကတခြားဖုန်းတစ်လုံးနဲ့ login ဝင်တဲ့အခါကိုစီကိုတတိပေးချက်ပို့လာအောင်လုပ်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ โอเคပါဒီနီးရန်လေးကိုဘယ်လိုလုပ်ရမလဲဆိုတာသိကြရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါခင်ဗျာပထမဆုံးအနေနဲ့ Facebook software လေးတွေကိုဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကိုယ့်ရဲ့ Facebook account တွေကိုထပ်ဝင်ဖို့အတွက်ညာဘက်ပေါ်တောင်းကမင်းနူးပါလို့ခေါ်တဲ့မြင်းသုံးချောင်းလေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ စတင်အပရိုက်ဗစီတဲ့ကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးကစတင်လေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါ။ Okay ပါစတင်လေးကိုရောက်ပြီဆိုရင်တော့ဒီအပေါ်မှာရှိတဲ့အပြာရောင်စာတန်းလေးနဲ့စီမောအင်အကောင့်စံနာတဲ့ကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါ။ okay ပါအကောင့်စံနာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အကောင့်စတင်ထဲမှာရှိတဲ့ပေါ်ဆုံးက password and security ရဲ့ကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါ password and security တွေကိုရောက်ပြီဆိုရင်တော့ security set ဆိုတဲ့အထဲမှာရှိတယ်။ဒုတိယမြောက်မှာရှိတဲ့ login အလားဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ Okay ပါပြီးရင်တော့ကိုယ့်ရဲ့ Facebook account လေးကိုရွေးချယ်ပြီးတော့နှိပ်ပေးလိုက်ပါ။ Okay ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်အနေနဲ့အဲ ်ဖွင့်ပေးထားရမယ့်စက်တင်လေးနှစ်ခုရှိတယ်ပေါ့နော်အပေါ်မှာရှိတဲ့ in app notification ဆိုတာကိုကျွန်တို့တွေနဲ့အမှတ်ကြီးကလေးပေးလိုက်မယ်ဆိုရင်တော့ကျွန်တို့တခြားတယောက်ယောက်ကတခြားဖုန်းတစ်လုံးနဲ့ကိုယ့်ရဲ့ Facebook account ကို login ဝင်တဲ့အခါမှာကျွန်တို့ရဲ့ Facebook account ထဲမှာကျွန်တော်တို့ဒီလိုမျိုးပေါ့နော် notification လေးကြလာမှာဖြစ်ပါတယ်။နောက်ပြီးတော့အောက်မှာရှိတဲ့ email နေရာမှာလည်းကျွန်တော်တို့အနေနဲ့အမှန်ကြီးကလေးပေးထားမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ email တဲ့ကိုအဲကျွန်တော်တို့ Facebook account ကိုတခြားသူတွေ login ဝင်တဲ့အခါမှာ notification လေးကြလာမှာဖြစ်ပါတယ်ခင်ဗျာ။အကယ်၍ ွေးမိတ်ဆွေတို့အနေနဲ့ဒီနှစ်ခုလုံးကိုအွန်ထားပြီးမယ်ဆိုရင်တော့ software ထဲမှာလည်းကျွန်တော်တို့ notification ကြမယ် email ထဲမှာလည်း notification တွေကိုကြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီ notification တွေကိုဘယ်လိုမျိုးကြလဲဆိုတာကျွန်တော်ဒီဘူးကြည့်လိုက်ကြမယ်နော်။ Facebook ကိုကျွန်တော်ပြန်ထွက်လိုက်မယ်ပြီးရင်တော့ဒီမှာ notification ဘာလေးထဲမှာကြည့်လိုက်မယ်ဆိုတော့ဒီအပေါ်ဆုံးမှာ ပေါ့နော်ကျွန်တော်အဲဒီလိုမျိုး notification လေးတက်လာမှာပဲဖြစ်ပါတယ်ခင်ဗျာတခြားတယောက်ယောက်ကပေါ့နော်ကျွန်တော် login ဝင်တဲ့အခါမှာဘယ်နေရာမှာဘယ်အချိန်မှာဘယ်လိုမျိုး device တွေနဲ့ login ဝင်နေဆိုတာကိုကျွန်တော်ဒီ notification ဘာလေးမှာပေါ်ပေးလာမှာပဲဖြစ်ပါတယ်ခင်ဗျာ โอเคပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်ရဲ့ Facebook account ကိုလုံခြုံမှုရှိစေဖို့အတွက်တခြားတရားရောကတခြားဖုန်းတစ်လုံးနဲ့ login ဝင်တဲ့အခါမှာကိုယ့်ရဲ့ Facebook account notification ဘာလေးတဲ့ကိုအဲ notification ကြလာအောင်အတိပေးချက်ဝင်လာအောင်လုပ်တဲ့နီလန်လေးကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီနီလန်လေးနဲ့ပတ်သက်ပြီးတော့နားမလဲတာမရှင်းလင်းတာရှိရင်လည်း comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ